ရှင်ထဲမှာဆိုင်ခဲတခုရှိငရုတ်တင်ထူလုပ်ပြီးပြန်တက်သွားဖို့လွတ်လိုက်ကိုရင်ထဲမှာပြန်ဆင်းလာတယ်။အိုးအတောင်မရှိရဲ့ငငယ်လေကိုဆန်းလိုက်တိုင်းကင်တွေလို့ရတယ်လို့ထင်လာကိုကောင်းမောင်ကလည်းခဏခဏပြက်ပြန်နေတဲ့လင်းမြောင်လေလက်ညှိုးနဲ့လန့်လန့်ထိကြည့်အင်းလေးရေပြင်ပေါ်မှာပေါ်လာခဲ့တဲ့ခရုဝင်တစ်ခုထဲမှာဝင်ပုန်းနေတယ်လို့လည်းအိမ်မက်မက်မိပွိုင်းမှာရက်နေရင် တည်စည်းလက်တာမြင်ရပဇန်းနဲ့လမ်းပြီးဟတ်ကြည့်ညာတော့လည်းတည်င်းတွေဖက်နေလိုက်ကစားလွင့်သွားတော့မနိမင်္ဂလာပဲဆိုပြီးလှဲ့ကြည့်လိုက်မိသည်မဟုတ်ဘူးလို့တိနေပေမဲ့ပဇန်းကတော့မနိမင်္ဂလာမနိမင်္ဂလာမနိမင်္ဂလာလို့ညွှတ်ကြည့်လိုက်မိသေးတယ်အရာဝတ္ထုတွေတောင်ကျိုးတွေပင်စည်တွေအရိတ်ထဲကကြီးတက်တိုင်ဝိုင်ဖိုင်ကျိုး အနီရောင်လိုင်းကားများစသဖြင့်တွေ့ရများအတိတ်ပဲရှိသူတို့ရဲ့တင်းငင်နေမှုနဲ့ရွေလျားနေခြင်းများကိုချန်ထားမိခဲ့တဲ့အိမ်ဦးချမ်းမြင့်စီခေါ်ခေါ်တော်တဲ့လူတွေနဲ့တွေ့ရရင်တော့ဒီကရုံးမင်းတွေကညှိုးချလာကြတာပဲဟိုးမြင့်ရန်နေကျွန်တော်ကိုကြည့်နေတဲ့ဘာမှဖြစ်မလာခြင်းတွေဟိုးဝေးရန်နေပြေးလာနေတဲ့သွေးတန်ရွှေရွှေခြေောက်တွေဆီယာမိုင်းကြည်ပြောခဲ့တယ်လို့လူတွေနဲ့နဲ့ပန်းတွေညများလည်းမဖြစ်ချင်တော့ပါချစ်တဲ့သူတွေမှမရှိတော့ရင်အဲ့ဒီပန်းတွေပါလို့ရမှာလေ ခုဖြစ်နေတာဘာမှမရှိခဲ့ဘလားဘန်းနေလဲဝေးလူတွေလည်းရှိဒါပေမဲ့အားလုံးကရက်တက်နေပြီးခန်းစားချက်အသေးကြီးတွေနဲ့လေယာဉ်ထဲမှာမျောနေကြတာကျွန်တော်ကလည်းကိုယ့်လက်ကိုဝတ်ဝတ်ထားတတ်တာခန်းစားချက်တွေကငလင်ရဲ့တော်လဲတန်လို့ဆူနာမီရဲ့လှိုင်းရိုက်တန်လို့ကျွန်တော်တို့ကိုယ်ထဲမှာပြောင်းဆန်နေကြတာအဲ့ဒီမောပန်းလွန်လာတဲ့စိတ်တွင်းလှုပ်ရှားမှုတွေဟာလေရင်ပုံးတွေကျဲကျလိုက်တဲ့အခါအပြင်ကိုရှံထွက်ကုန်ပြီး အတောင်မဲငှက်ကလေးအဖြစ်ရင်ထဲကိုပြန်ပြန်ပြုတ်ကြလာတာ။အော်ကျွန်တော်တို့ကိုယ်တိုင်ပဲရင်ထဲကအဆိုင်ကလေးကိုပြုစုယူရနေရပါပေါ့လား။